ီနေ့အတွက် twin flame journey ရသူတွေအတွက်ကိုဒီစီက guidance လေးကိုယူဆောင်လာပေးပါရရှင်ဆိုတော့အမ်ဒီရဲ့မှာ engine number trouble 3 trouble 6တွေ့ရတဲ့သူတွေရှိမယ်လို့ဒီစီထင်ပါတယ်ဆိုတော့ဒီနေ့ twin flame journey ကိုရှောက်လဲနေတဲ့သူတွေအတွက်ကိုပေးချင်တဲ့ message ကတော့ဒီမှာတချို့လေးတွေရှိတယ်အခုချိန်မှာ inner peace ရဖို့အတွက်ကိုစ조사နေတဲ့သူတွေ masculine and feminine energy balance ဖြစ်ဖို့အတွက်ကို healing နဲ့ inner work တွေလုပ်နေတဲ့သူတွေများစွာရှိကြတယ် so the true ga aku chain ma tharu ye spiritual awakening ga completion phit twa bi tharu ye soul contract di completion phit twa bi lo disi myin ne pyaw ma so yin aku chain ma ဒီတချို့လေးတွေဒီသူတို့ရဲ့ higher wisdom နဲ့သူတို့နဲ့ကြာမှာ energy aligned ဖြစ်သွားပြီလို့ဒီစီမြင်တယ်။မွေကြီးမြောင်များကို attract လုပ်နိုင်နေရမျိုးတွေ relationship နဲ့ပတ်သက်ပြီးတော့ဆိုလဲကိုနဲ့ကိုရဲ့ twin နဲ့ကြာမှာတချို့ permanent union ဖြစ်သွားပြီလို့ဒီစီမြင်တယ်။ဆိုတော့အဲ့လိုသူတွေအတွက်ဒီစီရဒီကနေပြော huge congratulations ပါ။ no congratulations ပါကိုအနေနဲ့အကောင်းဆုံးလုပ်နိုင်သွားပြီ။ နော်အကောင်းဆုံး inner peace inner happiness တွေကိုကိုယ်ကိုယ်ချိန်မှာတွေ့ကြုံနေရပြီဆက်လက်ပြီးလဲဒီ inner peace inner happiness တွေ ਨੇ ဆက်လက်ပြီးတွေ့ကြုံနေရပါစေလို့ဒီစီကဒီကနေဆုတောင်းပြလိုက်ပါတယ်ဒီထဲမှာတချို့လေးတွေတွေ့ကြည့်မယ်ဆိုရင်နော်တချို့လေးတွေကတော့အာပါမနင့်ယူရင်တော့မဖြစ်သေးဘူးဒီထဲမှာဒီ reader နားထောင်နေတဲ့သူတွေထဲမှာ hillary terrorist တွေ twin flame journey ကိုလမ်းပြပေးနေတော့သူတွေပါတယ်လို့ဒီစီမြင်နေ So ဒီလိုသူတွေပါတယ်ဆိုရင်တော့လေဒီစီရတဲ့မှာအကြံပေးချင်တာကအခုချိန်မှာကိုယ့်အနေနဲ့ personal healing တချို့ဆက်လက်ပြီးတော့ပြုလုပ်တည်နေလို့ဒီစီမြင်နေပေါ့နော်။ဘာလို့ဆိုကိုယ့်ရဲ့ mind level မှာဖြစ်စေသို့မဟုတ် body soul heart အဲ့ဒီ level တခုမှာတခုခုမှာ block တွေရှိနေရလို့ဒီစီမြင်နေတယ်။ အဲ့တော့ကိုယ်အနေနဲ့ကိုယ့်ရဲ့ personal life နဲ့ပတ်သက်ပြီးရောဥမာ ancestor curse ရှိတဲ့သူတွေ family karma ရှိတဲ့သူတွေသုံးဟုတ် emotional pain တွေကိုရင်ဆိုင်နေရသူတွေအဲ့လိုကြီးရှိရဆိုရင်တော့ healing process ပေါ်မှာနည်းနည်းအာရုံထားတဲ့လူတည်စီထင်တယ်။ဘာလို့ဆိုတော့ဒီ reading နားဆောင်နေတဲ့သူတွေမှာတချို့နည်းနည်းအသွေးများနေရမျိုးလေးတွေနော်ဒီစီမြင်နေရတယ်။ နော်အသွေးများနေရာမျိုးတွေဒီကာလမှာ negative တွေပိုပြီးသွေးဖြစ်နေရတယ်အဲ့လိုမျိုး energy တွေမှာတချို့ရှင်နေရလို့ဒီစီမြင်နေဆိုတော့အခုချိန်မှာဘာလို့တင်လဲဆိုရင်တော့အခုချိန်မှာကိုယ့်ရဲ့ frequency ကိုယ့်ရဲ့ energy ကိုမြင့်တက်ဖို့အတွက် healing process တွေကိုပြုလုပ်တဲ့လို့ဒီစီကတော့မြင်နေကိုယ့်ရဲ့ personal healing ကိုတည်ချာပြုလုပ်တဲ့လို့ဒီစီမြင်နေဒါမှပဲဒါကောင်းသောပြောင်းလဲခြင်းတစ်ခုကို transformational growth မှာလည်းရှိလာနိုင်တယ်လို့ကိုနဲ့ဒီတစ်ဖက်သူနဲ့ဆက်ဆံရေးမှာလည်းကောင်းသောပြောင်းလဲခြင်းတွေရှိလာနိုင်မှာဖြစ်တယ်။အဲတော့ဒီလိုသူလေးတွေကတော့ healing ကိုတည်တည်ချာချာလေးဆက်လက်ပြီးတော့အာပြုလုပ်တင်နေတယ်လို့ဒီစီကတော့မြင်နေပေါ့နော်ခံစားရတယ်။ဒီ reading တစ်စီလုံးနေစင်မှာပဲနော် voice record မှာလည်းဒီစီ trouble 3ကိုခဏခဏတွေ့နေရပါတယ်။ဆိုတော့ဒီထဲမှာတော်တော်များ trouble 3တွေ့နေရတဲ့သူလေးတွေရှိမယ်လို့ဒီစီထင်ပါတယ်။ ဆိုတော့ဒီစီမှာ final cut အနေနဲ့တော့ကြည့်ချင်တယ်ဒီ farming union မရဘူး energy လည်းကြာနေတယ်ဒီလိုသူလေးတွေကအခုလက်ရှိမှာပေါ့နော်ဘာရင်းများလို့တည်တယ်လဲဒါ Odyssey final cut အနေနဲ့ကြည့်ပါမယ်နော်ဘာရင်းများလို့တည်တယ်ဆိုတော့ဒီဟမ် so be honest with yourself ကိုကိုကိုရှိုးသားပါလို့ဒီစီကတော့ပြောချင်ပါတယ်ကိုကိုကိုပုံပွင့်နေရှိပါကိုကိုကို we can ပို့လို့ရယ် ်အငါမှာတော့အဲဘယ်လိုမျိုးစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ထင်ရတာရှိနေသေးတယ်။အဲငါမှာတော့ဒီစိတ်ထင်ရတွေကိုအခုထိမကူစားနိုင်သေးဘူး။ဒါကိုကိုယ့်ကိုယ်ကိုဝန်ခံဖို့လိုတယ်လို့ဒီစီမြင်တယ်။ဘာလို့ဆိုဒီမှာတချို့ကသူတို့ကိုသူတို့သူတို့မှာရှိနေတဲ့နာကျင်မှုတွေကိုသူတို့ကိုသူတို့ညှင်းဆန်နေရမမြင်ချင်အောင်ဆောင်နေရနာကျင်မှုတွေကိုတူးဖော်ပြီးတော့အာကုစားဖို့အတွက်မလုပ်နိုင်ဘူးလို့ဒီစီမြင်တဲ့အတွက်ကြောင့်ဆိုတော့ပထမဆုံးအကြံပေးချင်တာကတော့ be honest with yourself အာကိုကိုကိုမလင်ညာပါနဲ့ကိုကိုကိုမလင်ညာပါနဲ့နော်အချို့ကဒီလက်တော်လေးရမှကိုရဲ့ချွင်းနဲ့ပတ်သက်ပြီးတော့အမှန်တရားတစ်ခုခုကိုတိထားရတာမျိုးတွေဒီစီမြင်နေနော်အဲ့တော့အခုချိန်မှာဖြစ်နိုင်မယ်ဆိုရင်တော့ကိုကိုကိုက honest ဖြစ်ဖို့လိုတယ်လို့ဒီစီမြင်နေကိုကိုကိုအမှန်တရားဝန်ခံပါအာ ကို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 ဘာတွေပေးဖို့လိုအပ်နေသလဲဒါလဲကိုကိုကိုဘယ်နေရာမှာ healing energy တွေပေးဖို့လိုအပ်နေသလဲဒါအောင်နည်းနည်းလေးကိုအနေနဲ့အခုချိန်မှာအာယုံစိုက်တဲ့နယ်လို့ဒီစီထင်တယ်အခုချိန်မှာကိုကထွက်ပြေးခြင်းစိတ်တွေပေါက်နေရဒီစစ်စင်ကြီးကနေဒါအပြင်ကို twin ကလည်းဒီစစ်စင်ကြီးကနေထွက်ပြေးနေတာရှိနေရဆိုရင်တော့ဒီမှာဒီစီက advice အနေနဲ့ပါပေးခြင်းလဲဆိုတော့နှစ်ယောက်ကြားမှာရိုးတောက်ပ ဖွင့်နေတယ်ပေါ့နော် conversation တခုရှိတင်တယ်လို့ဒီစီမင်းလဲအာနှစ်ယောက်ရှင်ဆိုင်ရနှချင်းဆိုင်ပြီးတော့ပြဿနာကိုဖြေရှင်းဖို့အတွက်စူးစမ်းပါလို့ဒီစီကတော့အကြံပေးခြင်းနဲ့နောက်တစ်ခုကကိုယ်အနေနဲ့ကိုယ့်ရဲ့ soul ကိုဘာတွေညှောပြီးဖို့လိုအပ်နေတယ်လဲဆိုတာကို စဉ်းစားပါပြီးတော့ကိုကိုကိုလဲလေဟမ်မဆောင်ပါနဲ့ငါ train မရှိလဲနေနိုင်နဲ့ train ကိုဘယူမဆိုင်ဘူးဆိုတဲ့ပုံစံနဲ့ဟမ်မဆောင်နေပါနဲ့ပြီးတော့ငါမနာကျင်တော်ဘူးငါနာကျင်မှုမခံစားရတော့ဆိုတဲ့ပုံစံနဲ့ဟမ်မဆောင်နေပါနဲ့ဒီမှာဒီစီကတော့အကြံပေးချင်တာကကြတော့ drop the max ကိုခုဝတ်ထားနေတဲ့ max တစ်ခုကိုလွှင့်ပြလိုက်ဆိုပြီးတော့ဒီစီကအကြံပေးချင်တယ်ပေါ့နော် ။နောက်တစ်ခုကအခုချိန်ကာလမှာကိုကကိုကျွမ်းကျူ action ခုခုယူမယ်ဆိုရင်တော့မအရင်တွေးတရားတွေးပြီးတော့မှ action ယူ။အဲ့လိုစိတ်ညံနေရတယ်စိတ်ကိုအရင်ဦးစားပေးနေရမျိုးတွေမဖြစ်စေနဲ့။နော်။တော့မဟုတ်ဒီမှာတချို့ကအရင်ကိုချွင်းနေတော့ကိုအရင် chase လုပ်နေအရင်လိုက်နေဆိုတော့အရင်လိုက်တာမျိုးကိုလည်းဒီစီကမဖြစ်စေချင်ဘူးကိုယ့်ရဲ့ energy ကိုကိုကအခုချိန်မှာ protect လုပ်ပြီးတော့နေတဲ့ကာကွယ်ပြီးတော့နေတဲ့အဲ boundary တစ်ခု ဆက်လုပ်ပြီးတော့နေထိုင်တဲ့ကိုနဲ့ကိုရဲ့ twin နဲ့ခြားမှာเนาะစိတ်ပိုင်းဆိုင်ရာတင်ရာရှိရင်ကုစားဖို့လိုအပ်တယ်နောက်တစ်ခုကဒီမှာ karmic pattern နေရှိအောင်မြင်တယ်အဲ့တော့နှစ်ယောက်ခြားမှာ karmic pattern နေရှိရဆိုရင်ဒီ karmic pattern ဒီ karmic cycle ကို break ဖြစ်ဖို့စူးစမ်းဖို့လိုတယ် break ဖြစ်အောင်လို့ဖို့အတွက် healing နေတဲ့ကြာလုံးမယ် နော်ကိုယ့်ရဲ့ personal power ကို claim လုပ်ပြီးရနေမယ်နော်အဲ့တော့ဒီစီဒီမှာအားလုံးခြုံငုံပြီးပြန်ပြောရမယ်ဆိုရင်တော့အခုအချိန်မှာ energy ကျနေရတဲ့အသွေးတွေများနေရတဲ့သူတွေရှိရဆိုရင်တော့နံပါတ်၁အချက် be honest with yourself ပုဂ္ဂိုလ်ကိုဝန်ခံပါပိုဒီကိုပိုဘာတွေပေးဖို့လိုအပ်နေတယ်လဲပိုဒီဘာတွေကိုတခြားဖို့လိုအပ်နေတယ်လဲကိုကမှဘယ်တိုင်းနဲ့ပတ်သက်ပြီးတော့စိတ်တင်ရရရှိနေတယ်လဲဒါကို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 ဝန်ခံပါကိုကိုကိုရှိုးတာပါနောက်တစ်ခုကဒုတိယတစ်ချက်ကတော့ stop avoiding hard truths အဲ့တော့ကိုယ်တော့လက်ခံဖို့ခဲရင်လည်းအမှန်တရားဖြစ်နေရင်တော့မှအမှန်တရားဒီအမှန်တရားပဲမဟုတ်လို့အမှန်တရားကိုလက်ခံဖို့ကြိုးစားပါအမှန်တရားကိုရှောင်ကျင်ဖို့တော့မကြိုးစားပါနဲ့နော်နံပါတ်3ချက်ကတော့အခုချိန်မှာကိုယ့်ရဲ့ energy ကိုကိုယ်ကာကွယ်ပြီးတော့နေထိုင်တဲ့နဲ့အဲအတွက်ကိုယ်နဲ့ကိုယ့်ရဲ့ twin နဲ့ကြားမှာ boundary တခု set လုပ်ပြီးတော့နေထိုင် healing တွေပြုလုပ်ပြီးတော့နေထိုင်တဲ့နဲ့ကိုယ့်ရဲ့ self growth ပေါ်မှာအခုချိန်မှာ အာယုံထားတဲ့နော်အဲ့ဒါမျိုးလေးဒီမှာကတော့အကြဉာဉ်ရထားတယ်ပေါ့နော်ဆိုတော့ twin flame journey ကိုရှောင်လဲနေရသူတွေရှိရဆိုရင်တော့အာဒီအကြဉာဉ်ပေးမှုလေးကိုဒီစီကတော့ light နာစီခြင်းနဲ့ပေါ့နော်ဒါပေမဲ့အခုဒီမှာဒီစီ energy ဘိုင်းဆိုင်ရာအရင် intense အရင်ဟို heavy ဖြစ်နေတဲ့ခံစားရတဲ့အတွက်ဒီစီ one more cat အဲနောက်ဆုံးအနေနဲ့ဒီစီကတ်တကတ်တော့ကြည့်ပါအောင်နော် guidance အတွက်ပေါ့နော်အခုချိန်မှာအာဒီစီက subscriber တွေဒီစီအဖော်လို့ပြောနေတဲ့ခုချိန်မှာဘာအဓိက focus ထားပြီးတော့နေတင်တယ်လေပေါ့နော်ခုချိန်မှာအဓိကဘာကို focus ထားပြီးတော့ပြလို့နေတင်တယ်လေ screen tell me switch okay အခုချိန်မှာတော့လေ let go လောက်ခိုင်းနေရ letting go process တခုကိုလောက်ခိုင်းနေရလို့ဒီစီကတော့မြင်တယ်အာကိုတော့ healthy မဖြစ်စေတဲ့အရာတွေကိုဒီကို twin ပေါ်မှာအရင် attach ဖြစ်နေရဆိုရင်လည်းအခုချိန်မှာနည်းနည်း detach လုပ်ပြီးနေတဲ့ stress ပုံစံ let go လုပ်ပြီးနေတဲ့ stress ပုံစံပြီးတော့ကို twin ကြောင့်ရခဲ့တဲ့စိတ်ပိုင်းဆိုင်ရာတဲ့အရာတွေရှိရဆိုရင်လည်းဒါတွေကိုအာလှစ်ချတဲ့ stress ပုံစံအဲ့ဒါမျိုးဒီမှာအကျဉာဏ်ရနေရပေါ့နော်အခုချိန်မှာကကိုယ့်အတွက် negative ဖြစ်စေတဲ့အရာကိုယ့်ကို negative ဝင်စေတဲ့အရာကိုလွှတ်ချတဲ့နေဆိုတဲ့ပုံစံကိုဒီမှာပြရတယ်။အာ ညှော်လင့်ချက်တွေအရန်ထားနေအောင်မျိုးအထူးသဖြင့် time နဲ့ပတ်သက်ပြီးဥမာငါသူနဲ့အာဒီ time ဒီ time မှာပေါင်းစီရမယ်လို့ reader ကတော့ဟောထားတယ်အဲအဲ့တော့ဒီ time မှာငါတို့ပေါင်းစီရဖို့လိုတယ်ဒီ time ကမရောက်လာသေးဘူးမရောက်လာသေးဒီ time ကဒီရက်ဒီရက်လို့ reader ဟောထားတယ်ဆိုတော့စောင့်နေရမယ်အဲ့ဒါမျိုးမဖြစ်စေချင်ဘူးเนาะ time ပေါ်မှာအရန်ကြီး attachment ဖြစ်စေချင်ဘူးအဲ့တော့ release လုပ်ပြီးတော့နေ release expectations around timing trust the universe no universe ပေါ်မှာယုံကြည်မှုတွေထား divine timing ရောက်တဲ့အခါကျရင် divine plan အတိုင်းပေါင်းစည်းခွင့်ရနိုင်မယ်เนาะနောက်ဆိုတော့ကိုဒီဒီ connection ပေါ်မှာမြင်နေတဲ့အမြင်ကိုပြောင်းလဲတင်တယ်လို့သိရှိထင်တယ်เนาะအိုးအနေနဲ့တေချာကိုကိုကိုမေးဖို့မေးကြည့်ငါမှာရှိနေတဲ့ attachment တွေငါမှာရှိနေတဲ့အကြောက်တရားတွေငါမှာရှိနေတဲ့ ego တွေဒီ ီချာနီပေါ်မှာငါဘလို့အမြင်နဲ့ကြည့်နေမိတယ်လဲနော်ပြီးတော့ဘလို့ပတန်ကကိုနဲ့သူနဲ့ဆက်ဆိုင်မှာခဏခဏဖြစ်နေတယ်လဲဒါကိုကိုနဲ့နဲ့စဉ်းစားပြီးတော့ဒီချာနီကကိုကိုဘာလို့တင် जा ပြီးချင်နေရလဲဒါကိုကိုအနေနဲ့အဖြေရှာဖို့တော့လိုရယ်နော် don't chase နော် chase မလုပ်ပါနဲ့ chase မလုပ်ပါနဲ့အခုချိန်မှာလေဒီချာနီနဲ့ပတ်သက်ပြီးတော့ engine number 11 11တွေ့ရတယ်။အဲဒီရမှာ engine number 11 11တွေ့ရတယ်ဒီရှိရလို့မြင်တယ်။ဆိုတော့အခုချိန်မှာဒီ journey နဲ့ပတ်သက်ပြီးတော့ post button လေးကိုနှိပ်ထားတဲ့နယ်လို့သိရင် post button ဆိုတော့ဒီ journey မှာအဘာ action မှမယူတင်သေးဘူးခုခုကိုပဲအာရုံထားတဲ့နယ်။အခုခုကိုပဲ healing လုပ်ဖို့တော့ကိုပို့ပြီးတော့အာရုံထားတဲ့နယ်။အဲ့ဒါမျိုးဒီမှာပြတာနေရပေါ့နော်။အဲ့တော့ကိုကကိုကိုမိကုန်နေထုတ် ငါဒီဘယ်လို attachment တွေကိုလှချဖို့လိုအနေရလဲအာငါနဲ့ငါရဲ့ twin နဲ့ကြားထဲမှာဒီလိုမျိုးခဏခဏအလိုနာခြင်းမှုတွေရနေရခဏခဏအလို repetitive ဖြစ်နေတဲ့ cycle တစ်ခုထဲမှာငါပိတ်မိနေရသည်ငါမှာဘယ်လိုမျိုး emotional habit တွေရှိနေလို့လဲနော်ကိုကိုကိုမိခွန်းလေးတွေတော့ထုတ်ဖို့လိုအပ်လိမ့်မယ်အဲ့တော့ကိုတိထားမှာ nothing is wrong ဘယ်ရကောက်မှားနေရမဟုတ်ဘူးအခုချိန်မှာ union များဖို့အတွက် divine ခိုင်မဲ့နေရောက်သေးလို့ union မရသေးတာဖြစ်တယ်နော် ဒါဒီ cosmic timing တခုဖြစ်တဲ့အတွက်ကြောင့် divine plan အရာပဲဒီ CEO union ကို attract နိုင်မှာဖြစ်တယ်။เนาะအဲအတွက်ကြောင့် union များဖို့အရန်ဆောင်နေတာမျိုးတွေဒီစီကတော့မဖြစ်စေချင်ဘူး။အခုချိန်မှာကိုနဲ့သူနဲ့ဆက်ဆံရေးမှာ union များဖို့နောက်ကျနေတယ်၊နှေးကွေးနေတယ်။ဒါကိုလက်ခံလိုက်ဘာမှမဖြစ်ဘူး။เนาะဒါကိုလက်ခံလိုက်ဘာမှမဖြစ်ဘူး။အာ ကိုယ့်ရဲ့ spiritual alignment ဖြစ်ဖို့ပေါ်မှာပဲအားယုံထားမယ်ဒီ physically ကိုနဲ့သူနဲ့ကြောင့်မှာပါရဖြစ်နေတယ်လဲ physical timeline တွေပေါ်မှာအားယုံထားတင်ဖို့เนาะအဲ့ဒါလေးတော့ဒီစီကအကျံပေးခြင်းတယ်အဲ့တော့ divine timing ပေါ်မှာ surrender ချထားလိုက် ego တွေ old pattern တွေရှိရဆိုရင်ဒါတွေကိုလွတ်ချဖို့လိုရယ်เนาะ spirituality နဲ့ပတ်သက်ပြီး preparation တွေဒီစချာပြုလုပ်တင်တယ် healing နေဒီချာချာလောက်တာမျိုးတွေပေါ့နော်အဲအဲ့အရာတွေဒီစီရတာဒီမှာပို့ပြီးတော့ပြုလုပ်စီခြင်းနေပေါ့နော်အဲ့တော့ yes ဒါကတော့ဒီ journey နဲ့ပတ်သက်ပြီးတော့ဒီစီမြင်ရတဲ့ guidance လေးပေါ့နော်ဒါ calling ရလို့လုပ်ပြီးလိုက်တာပါ ် MND reading လုပ်ဖို့အတွက်ဒီစီ schedule ထဲမှာထည့်ထားတာမရှိဘူးဒါပေမဲ့ဒီစီ calling ရတဲ့အတွက်ကြောင့်ဒီအောင်ပြုလုပ်ပြီးလိုက်တာဖြစ်ပါတယ်ဆိုတော့အားလုံးလေး clarity ရမယ်လို့မျှော်လင့်ပါတယ်ဒီ series of video တွေခုမှပြန်လည်တည်ဆောင်ကြပါမယ်ဒီစီကိုဆက်သွယ်ချင်တာမျိုးရှိရဆိုရင်တော့ DCDDC ရဲ့ DV ရဲ့ description မှာဒီစီထားပေးပါတယ်ဒီစီကို Telegram ကရော Facebook page ကရောဆက်သွယ်လို့ရနိုင်တယ်ဆိုတာလေးကို DCD description လေးမှာရေးထားပေးပါတယ်เนาะဆိုတော့ကျေးဇူးတင်ပါတယ်ဒီစီကို ဒီစီရဲ့ဒီဗီဒီယိုလေးကိုအားလုံးအားလုံးစိတ်ရှိသီးခံစွာလေးနဲ့ပေါ့နော်နားထောင်ပြီးရတော့ရောဒီစီရဲ့တစ်ဖက်တစ်လိုင်းကနေပြီးတော့ဒီဗီဒီယိုလေးကိုကြည့်ရှုခြင်းဖြင့် support ပေးရတော့ရောအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဘုရားသခင်ဆောင်းရှောက်ပါစေ God bless you always ပါနော် bye bye